ဒီနေ့မှာပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တင်းင်းနီးစားခြင်းကဘာကိုထိခိုက်စေနိုင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်။တင်းင်းနီးကတစ်နှစ်မှတစ်ချိန်သာတီးရဲရာသီစားဖြစ်တယ်လို့လူကြိုက်များတဲ့အသီးဆိုရင်လည်းမမှားပါဘူး။တင်းင်းနီးကိုစားခြင်းကကိုယ်ခန္ဓာအတွက်ဘာကိုကောင်းစေလဲဆိုးစေလဲဆိုတာကို သိထားဖို့လိုတယ်လို့တိတိယက်နဲ့ကြိုက်လို့စားနေတဲ့လူတွေလည်းရှိပါတယ်။ တင်းင်းဒီကိုတဲမြေဆန်နဲ့မြေမှာပေါက်ရောက်ပြီးတော့တင်းင်းဝက်လှုပ်စားတာမျိုးမီလေးအောင်ပြီးတို့စားတာမျိုး ပြုတ်ပြီးစီလေးနဲ့စားတာမျိုးအစိမ့်ကိုစားရည်နဲ့စားတာမျိုးတင်းင်းဒီကို အပြားလေးလှုပ်ပြီးတော့အုံနှုတ်စီချက်လှုပ်စားတာမျိုး အမျိုးမျိုးလှုပ်စားလေးရှိကြပါတယ်ဒါဆိုရင်တင်းင်းဒီတစ်လုံးမှာဘာတွေပါဝင်နေလဲတင်းင်းဒီတစ်လုံးမှာဘာတွေပါဝင်နေလဲဆိုရင် တဲ့ညင်းဤကလူကိုအကျိုးပြုစေနိုင်တဲ့ဗီတာမင်အာဟာရဓာတ်ပါဝင်မှု လုံးဝမရှိပါဘူး။ဒါ့အပြင် လူကိုဒုက္ခဆိုချိုပေးနိုင်တဲ့အစိတ်အောက်တွေတာပါဝင်နေပါတယ်။တဲ့ညင်းဤစားပြီးရင်ဘာတွေဖြစ်သက်လဲ။တဲ့ညင်းဤစားပြီးရင်ဂရင်းနတ်ဆိုထွက်ခြင်း C1 သွားတဲ့အခါမှာအနံဆိုးနေခြင်း C သွားတဲ့အခါမှာသွေးပါလာခြင်း C သွားရခက်ခဲခြင်းကြောက်ကပ်ကိုထိခိုက်မှုကြောင့်ခါးသအားနာခြင်း C ပြုံပိတ်ဆို့ခြင်းကြောက်ကပ်နှစ်ခုလုံးတပြိုင်နက်ပျက်စီးစေခြင်းအပြင်အသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ဒညင်းနီကိုရှောင်နိုင်ရင်ပိုကောင်းပြီးတော့ဒညင်းနီကို မရှောင်နိုင်ရင်တော့ဒီလိုနီးလေးလှုပ်ရှားလို့ရပါတယ်။ အစိတ်အောက်ကိုတတ်တာစီဘူးဆိုရင်တင်းင်းနီးကို ပြုတ်တဲ့အခါမှာတခြားအနှဲငယ်နဲ့ရှောက်ရွက်ကိုထည့်ပြီးပြုတ်ပေးပါတင်းင်းနီးနုနုကိုထချမ်းခွဲပြီးစားရည်စိန်စားပေးပါတညင်းနီးမြမြစားမိတဲ့အခါကျရင်တံမြာရေဖြော်တောက်ပေးပါ စားတဲ့နီးတွေနဲ့အစိတ်တောက်ကိုရှော့ချပေးလို့ရပါတယ်ဒါပေမဲ့အကောင်းဆုံးကတော့တညင်းနီးကိုတတ်နိုင်မြောက်ချောင်းမှာမစားတာကတော့အကောင်းဆုံးပါ တင်းရဲ့ကျမရေးကိုမထိခိုက်ခြင်းမှုဆိုရင်တင်းင်းဒီကိုရှောင်ဖို့တတိပေးပြရစီ